အရကတက်တော်ရဲ့နေဆက်လုံချုံရေစကန်တွေတိုက်ပိတ်ခံရတာမရှိပါဘူးလို့ဥခိုင်ဒုက္ခကဆိုပါတယ်။မောင်နှောင်းမြောင်ပိုင်းနေဆက်မိုင်းတိုင်း56နားမှာရှိတဲ့ကျွန်တော်တို့ရဲ့နေဆက်လုံချုံရေစကန်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းကလာရောက်ပစ်ခတ်တာတော့ရှိပါတယ်။ကျွန်တော်တို့ဘက်ကတံမြန်ရှင်မုံရေလို့လို့ဘင်္ဂလားဒေ့နိုင်ငံဘက်ကိုဝင်ပြေးသွားတာတွေရှိပါတယ်။ကျွန်တော်တို့စကန်ကိုတိုက်ပိတ်တာမျိုးလုံးဝမရှိပါဘူးလို့အရကတက်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခကပြောဆိုလိုက်ပါတယ်။ အာစာအဖွဲ့ကစတင်ပါလ22ရက်မှာအရခတက်တော်ရဲ့နေဆက်လုံခြုံရေးစခန်းတွေကိုတိုင်ပတ်ရရှိခဲ့တယ်လို့ထုတ်ပြန်တဲ့အပေါ်အခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဒီအပိုင်းအတွင်းမှာမောင်းနှော့နေဆက်တမန်သားရွာနဲ့အခြားနေနှားရွာကရွာသား10ယောက်လောက်ပြောက်နေပြီးမွတ်စလင်ကျမ်းဖွဲ့အဖွဲ့ကဖမ်းဆီးသွားကတချို့ကိုဘင်္ဂလားဘက်ကိုဖမ်းခေါ်သွားပါတယ်။တချို့ကိုလည်းတပစ်ခဲလို့အလောင်းနှလောင်းကိုရှာဖွေတွေ့ရှိထားပါတယ်။ကျန်တဲ့သူတွေလည်းအသက်ခံရဖို့များတယ်လို့လည်းဥက္ကန်ဒုက္ခကဆိုပါတယ်။ ရခိုင်ပင်လယ်ဒေသနဲ့ဆက်သက်လျှောက်နေမောင်တော်ခရိုင်ရဲ့တချို့နေရာတွေမှာအာစာအာဆိုစစ်တွေးကြလက်နက်ကင်တပ်ဖွဲ့ဝင်တွေဟာမွတ်စလင်မဟုတ်တဲ့အရက်သားဖြီတူတွေကိုတပ်ဖြတ်လျက်ရှိနေတာကြောင့်နေဆက်နေဖြီတူတွေအနေနဲ့အထူးတတိထသွာလာနေထိုင်ကြဖို့လုံချော်ရဲ့တရိပ်ပေးချက်တရက်ကိုအာရခတက်တော်ကစက်တင်ဘာ16ရက်မှာထုတ်ပြန်ပါတယ်